င်သက်နိုင်ငံပါရီမြို့တော်လူပြရိုက်ကနန်းစင်ယတနာတွေကိုဘလို့ဖောက်ထွင်းခိုးယူခဲ့တယ်လဲဆိုတာပြောပြပါမယ်။ဒီဖောက်ထွင်းမှုကြောင့်ဆုံးရှုံးခဲ့ရတဲ့နန်းစင်ယတနာတွေရဲ့တန်ကြီးကဒေါ်လာတန်100ကျော်အထိများပြားနိုင်တယ်လို့သိရပါတယ်။အောက်တိုဘာ19ရက်နေ့မှာပြင်သစ်တနိုင်ငံလုံးကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေမယ့်ဖောက်ထွင်းမှုတစ်ခုကနိုင်ငံရဲ့အထင်ရှားဆုံးလူပြရိုက်ကြီးမှာပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ဆောက်လုပ်ရေးအလုပ်သမားတွေအဖြစ်ဟန်ဆောင်ပြီးညနေဖုံးတွေဆွတ်ထားသူ၄ဦးက ပြထက်ရဲ့စိမ်းမြက်ပတ်ချံကန်းနာလန့်ရဲ့အပေါ်ထက်ပတင်းပေါက်စီကိုလေကားတက်ထားတဲ့ truck ကတစည်းအသုံးပြုပြီးချဉ်ကပ်ခဲ့ပါတယ်။သူတို့ကပတင်းပေါက်ကိုခွဲဝင်အဲ့ဒီနောက်နန်းစင်ရတနာကိုမျိုးကိုလူရက်ပြီးမော်တော်ဆိုင်ကယ်တွေနဲ့ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ဒီဖောက်ထွေးမှုတစ်ခုလုံးကကြာချိန်9မိနစ်လောက်အတွင်းပြီးမြောက်အောင်မြင်သွားခဲ့တယ်လို့သိရတာပါ။စုံတော့တွေကအဲ့ဒီသကိုးတွေဟာ professional အဆင့်ထိပ်သီးဖောက်ထွင်းဝိဇ္ဇာမျိုးတွေဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပါတယ်။ သူတို့တွေကလက်နက်တွေကိုင်းဆောင်မလာပေမဲ့ဖောက်ထွင်းရေးလုပ်ငန်းသုံးအပေါ့စာကရိယာငယ်တွေနဲ့လုံခြုံရေးဝန်ထမ်းတွေကိုချိန်းချောက်ခဲ့ပါတယ်။သူတို့ကလှော့ဆက်အသေးစားလေးတွေတတ်ထူတွေကိုအေးဖြောတဲ့မိမုတ်ဆက်တွေကိုတဲဆောင်လာကြတာပါ။ပြားတိုက်ဖွင့်ကာစားအချိန်မှာဖြစ်ပွားတဲ့အဲ့ဒီဖောက်ထွင်းမှုမှာနန်းစင်ယတနာကိုမျိုးခိုးယူခံခဲ့ရတာဖြစ်ပါတယ်။ဒီတဲကတရဖူတစ်ခုကိုတော့တခိုးတွေကကြာကြံခဲ့လို့ပြန်ရခဲ့ပါတယ်။ဒါကြောင့်တကယ်တမ်းမှာဆုံးရှုံးသွားတာကနန်းစင်ယတနာ၈မျိုးဖြစ်ပြီးတန်ဘိုးကယူရို88တန်း တနည်းအားဖြင့်ဒေါ်လာ100နှစ်တန်းလောက်ထိများပြားနိုင်တယ်လို့သိရပါတယ်။ပါရီမြို့ရဲ့ဧည့်သည်လာရောက်မှုအများဆုံးပြတိုက်ကြီးကအောက်တိုဘာ21ရက်နေ့အထိပိတ်ထားဆဲလို့မြို့ကန်တွေပြောပါတယ်။ဒီဖြစ်ရက်ကတာမန်ဖောက်ထွင်းမှုတစ်ခုမဟုတ်ပဲပြင်သစ်ရဲ့ရှေးဟောင်းအမွေးနှစ်တွေကိုထိပါမှုဖြစ်ခဲ့တယ်လို့နိုင်ငံအတွက်လည်းသိခါကြစရာအခြေအနေလို့ယူဆနိုင်တာကြောင့်ရဲတွေကတရားခံကိုအပူတပြင်းစုံစမ်းနေပါတယ်။တခြားတစ်ဖက်မှာလည်းတရားခံတွေကိုမိခဲ့ရင်တောင်မှ ခိုးရပါပစ္စည်းတွေကိုဘယ်တော့မှပြန်မရနိုင်တော့တာမျိုးကြုံကောင်းကြုံလာနိုင်တယ်လို့ပညာရှင်တို့ကသတိပေးထားပါတယ်။နန်းစင်ယတနာတွေရဲ့ကြောင်းမြတ်ယတနာတွေကိုဖြုတ်ယူထုခွဲပြီးငွေကြေးခွာချလိုက်တာမျိုးအစီအစဉ်တွေကိုပေါက်ထွင်းရေးသမားတွေကကြိုတင်ရေးဆွဲထားပြီးသားဖြစ်နိုင်တယ်လို့သူတို့ကထောက်ပြပါတယ်။ပါရီရဲတပ်ဖွဲ့ကပေါက်ထွင်းမှုဆိုင်ရာစုံစမ်းစစ်ဆေးရေးမှာအကျွမ်းကျယ်ဆုံးရဲရရှိတွေကိုစုစည်းပြီးအထူးယူနစ်တစ်ခုဖွဲ့စည်းထားလိုက်ပါတယ်။ခိုးယူခံရတဲ့နေရာမှာပြင်သစ်မင်းဆက်တွေပိုင်ဆိုင်ခဲ့ပြီး ၊မြ၊စိန်စတဲ့ကြောင်းမြတ်ယတနာတွေစီချဲထားတဲ့တရဖူ၊ရင်တိုး၊လဲဆွဲ၊နှဆွဲစတာတွေပါဝင်တယ်လို့သိရပါတယ်ရှင်။